င်္ဂလာပါရှင်လွတ်လပ်တော်မွန်တဲ့အေဂျင်စီအင်မနာရဲ့ Sunday News သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်တပတ်တွင်ထူးခြားတဲ့မြန်မာသတင်းတိုင်းသားဒေသကသတင်းတွေကိုဥစားပေးကောက်နှုတ်ထားပြီးကျမတို့အင်မနာ Sunday News အစီအစဉ်ကနေတင်ပြပေးနေတာဖြစ်ပါတယ်အခုတပတ်အစီအစဉ်တွေကောက်နှုတ်ရေးချက်ထားတဲ့သတင်းတွေကတော့မော်မျိုးသားကြောင့်မဆရာဆရာမလိုအပ်ချက်ကြောင့်တင်စားရေးပုံမှန်ခက်ခဲလာတဲ့သတင်းလုံးချုံရဲ့အခြေအနေကြောင့်စိတ်နေရည်လေပြပွဲကိုပျော်ပွဲရှင်ပွဲအစီအစဉ်မပါဘဲပြုလုပ်သွားမယ်အကြောင်း ကျက်မီရောမှာစစ်ကောင်မရှင်တပ်တွေစစ်ကြောင်ထုံးဝင်လာတာကြောင့်တွန်လင်းရဲတပ်ဖွဲ့တွေယာယီဆုတ်ခွာထားရတဲ့အခြေအနေအခြားထူးခြားတဲ့အာဆီယံသတင်းနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်။ဟုတ်ကဲ့ကျွန်မနှွန်တယ်ပါ။ဟုတ်ကဲ့ပါအခုပထမဆုံးပြောပြပေးမယ့်တဲ့ရတော့မုံမျိုးသားပညာရေးဌာနလက်အောက်ရှိမုံမျိုးသားအကြောင်းတွေဆရာဆရာမလိုအပ်ချက်ကြောင့်သင်စားရေးအပိုင်းမှာအခက်အခဲပိုဖြစ်လာနေပါဗျ။ မိုးမျိုးသားကြောင်ဟာအထက်ထန်ကြောင်၄ကြောင်အပါဝင်ကျောင်းပေါင်း133ကျောင်းကျော်ရှိနေပြီအဲ့ဒီကျောင်းတွေမှာစာပေတင် जा ပေးနေတဲ့ဆရာဆရာမတို့အတွက်ငွေကြေးထောက်ပံ့မှုနဲ့ပါနေတာကြောင့်အလုပ်ပြောင်းအလုပ်နာသူတွေနှစ်စဉ်နှစ်တိုင်းရှိနေပါတယ်လစ်လက်နေတဲ့ဆရာဆရာမနေရာတွေကိုပြန်လည်ဖြစ်စီပေးနိုင်တာမရှိသလိုတာဝန်ထမ်းဆောင်သူတွေရှိတော့တဲ့အတွက်တစ်နှစ်ထပ်တစ်နှစ်တင် जा ရေးခက်ခဲပုံမှုဖြစ်လာပါတယ်အဲ့ဒီအခြေအနေကြောင့်ကလစ်တဲ့ငယ်တွေကိုစာတင် जा ပေးဖို့တက္ကသိုလ်ဝင်တဲ့အောင်မြင်ထားတဲ့ကျောင်းသားကျောင်းသူတွေကိုဆရာအသက်တင်တဲ့အနေငယ်ပို့ချပြီးကျေးရွာ ရန်ပုံငွေကနေတစ်စစ်ခက်အက်ကစပေးတင်စားခိုင်းနေရပါတယ် လက်ရှိမှာမိုးမျိုးသားအကြောင်းတွေမှာစာပေတင် जा ပေးနေတဲ့အကြောင်းဆရာဆရာမတို့ရဲ့အခြေခံလာစာဟာ36000ကျပ်သားရရှိနေကြပြီးအချို့ဒေတာတွေမှာမွန်တန်ကတော်တို့ရဲ့ဥဆောင်မှုနဲ့ဖွဲ့စည်းထားတဲ့ကြေးရရန်ပုံငွေနဲ့တလောက်ကိုတသိန်းနှုန်းနဲ့ထောက်ပတ်ပေးမှုတွေလည်းရှိနေပါတယ်။စစ်သက်အာဏာသိမ်းပြီးတဲ့နောက်အစိုးရအကြောင်းကနေပြောင်းရွှေ့လာတဲ့အကြောင်းသားရာနေချီတိုးလာပေးမဲ့လဲလိုအပ်တဲ့အကြောင်းဆောင်တွေတိုးချက်တည်ဆောက်ဖို့နဲ့လစ်လပ်နေတဲ့ဆရာဆရာမနေရာတွေကိုဖြစ်စေပေးဖို့အားနေနေဆဲဖြစ်ပါတယ်။ မော်မျိုးသားအကြောင်းကိုမော်လူမျိုးတဲ့သိရှိရာမွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတွေမှာဖွေလှစ်တင်ကြားလျက်ရှိကြောင်းသိရပါတယ်ရှင်။နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့မွန်ပြည်နယ်တမြူဇက်မြို့နယ်အန်ခဲကြီးရွာနဲ့ဝဲကလောင်ကြီးရွာအကြားပင်လယ်ပြင်မှာရှိတဲ့ကျိုင်းနယ်ရေလက်ဖျားပွဲကိုယခုနှစ်မှာလဲပျော်ပွဲရှင်ပွဲမရှိဘဲအစဉ်လာအတိုင်းအချင်းချင်းပြုလုပ်သွားမှာဖြစ်ပါတယ်။ ဖျားပွဲရက်တွေဖြစ်တဲ့သစုံမုံလားပြည့်ကျော်တရက်နေရနဲ့၃ရက်နဲ့နနက်ပိုင်းထိဖျားဖူးအဲ့တဲ့တွေကိုကျွေးမွေးလူတန်းဖို့လှင်နဲ့အကျိုးဖို့လှုပ်ဆောင်ဖို့တိသခန်နဲ့ကောပကအဖွဲ့တွေပြင်ဆင်ဆောင်ရွက်နေပါတယ်။စိုက်နယ်ဖျားပွဲကိုလာမဲ့သူတွေဟာနမ်းမြအခြေအနေအရလုံခြုံရေးအပြေအဝမပေးနိုင်ပါဘူး။စစ်စစ်ကားကားကျင်းပါမယ်ဆိုရင်စစ်ကောမရှိအဖွဲ့ကလုံခြုံရေးလာရောက်ဆောင်ရွက်ပေးမှာကိုမလိုလားပါဘူး။ဖျားပွဲကိုပျော်ပွဲရှင်ပွဲတွေထက်သွင်းကျင်းပတော့ဖို့မရှိပေမဲ့အစဉ်အလာရသစုံမုံလားဇန်၁၄ရက်နဲ့၁၅ရက်နေ့အားစပြီးဖျားဆုံကတာ ပဋ္ဌာန်းရွတ်ဖတ်ပူစောတာတွေကိုပြုလုပ်တော်မှာဖြစ်ပါတယ်။ပင်လယ်ရေကြားချိန်မှာဖယားလန်းတလျှောက်ရှိကြောက်ခင်လန်းဒေသအခေါ်နတ်လန်းကြောင့်မွန်ပြည်နယ်အတွင်းတမကအနန္တအရရအထိပါလူသိများခဲ့ပြီးဖယားပွဲရမှာဖယားပူတောင်းတဲ့ချီလာရောက်ဖူးမြော်လေးရှိပါတယ်။ မွန်ပြည်နယ်အတွင်းအထင်ကရပွဲတော်နဲ့ဖျားပွဲတွေစင်ပါလိုပါကစစ်ကောင်မရှင်အဖွဲ့ကနေလုံခြုံရေးယူပေးနေတယ်လို့သိရပြီအဲ့ဒီလုံခြုံရေးအဖွဲ့တွေကြောင့်ဒေသတွင်ဒေါ်လာရဲ့တပ်ဖွဲ့တွေနဲ့ပြစ်ခတ်မှုဖြစ်မှာကိုဒေသခံတွေစိုးရိမ်နေကြရပါလေရှင်နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့မွန်ပြည်နယ်စိုက်မြော်မြို့နယ်အတွင်းတော်လှန်ရေးတပ်ဖွဲ့တွေလှုပ်ရှားနေတဲ့ဒေသဘက်ကိုစစ်ကောင်မရှင်ကစစ်ကြောင်းထုံးဝင်ရောက်လာတဲ့ကြောင့်တော်လှန်ရေးပေါင်းတပ်ဖွဲ့တွေယာယီစုခွာထားရပါတယ်။ ဒေသခံအစိုးရအော်တိုဘာလ26ရက်နေ့အစပြီးစစ်ကြောင်ထုံဝင်ရောက်တဲ့စစ်ကောင်မရှင်တပ်သားတွေဟာတရနာကျေးရွာအုပ်စုကသစ်ကော်ဒွန်ကော်ပနော်ကျေးရွာအလွန်ကတုံစီကျေးရွာအုပ်စုအထိလမ်းပိုင်းတစ်ချောင်းမှာစစ်ရင်အများအပြားနဲ့ဝင်ရောက်သက်ဆွဲထားပါတယ်။အဲ့ဒီဒေသဘက်မှာရမညမွန်သက်တော် RMA ပူစောအက်ဆေဝါဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်တို့ကအခြေချလှုပ်ရှားနေခဲ့ပေမဲ့လည်းစစ်ကောင်မရှင်ရဲ့စစ်ကြောင်ထုံဝင်ရောက်ပြီးတဲ့နောက်အနီးနားကျေးရွာဘက်ကိုဆုတ်ခွာခဲ့ရပါတယ်။ ကြပြင်ဂရုံစီဇေယောအနည်းရှိတဲ့ပြည်လက်မြေစေအောင် MCL ကိုစစ်ကောင်မရှင်တပ်တွေပြန်လည်ထိန်းချုပ်ထားလိုက်ပြီးနေရာယူတပ်ဆွဲထားပါတယ်။လက်ရှိမှာစစ်မျိုးဒေသခံတွေစစ်ဆေးတင်းကျပ်ခံနေရပြီးညပိုင်းမှာအပြင်ထွက်ခွေကတ်တတာနေရာအတွင်းဝင်ရောက်စစ်ဆေးတာနဲ့ဖမ်းဆီးရိုက်နှိုက်တာခံနေရပါတယ်။အင်အားရာကျော်နဲ့ဇေယောအတွင်းဝင်ထွက်သွားလာနေတဲ့စစ်ကောင်မရှင်အဖွဲ့တွေကြောင့်ဒေသခံတွေလုံခြုံရေးအခြေအနေစိုးရိမ်နေရပြီးအပြင်ထွက်သွားလာတာမလုံဆောင်ရဲပါဘူး။ စစ်ကြောင်ထိုးလာတဲ့စစ်ကောင်မရှင်တပ်ကအလက်ကုံကြီးရော်ကိုရောက်ရှိခြင်းညနေ3နာရီခန့်မှာရမညမွန်တက်တော်နဲ့မင်းနဲ့အနေငယ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲပြီးတဲ့နောက်ရမညမွန်တက်တော်ကအနီနာကြီးရော်ဘက်ကိုဆုတ်ခွာသွားခဲ့ရပါတယ်ရှင် ဆက်လက်ပြီးအာဆီယံသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ်ဆိုတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်အာဆီယံအနေနဲ့စောက်ကြည့်လေ့လာသူတွေဆင်လို့မှာမဟုတ်ဘူးလို့တန်တမန်အရေးမြင့်တွေက AFP သတင်းဌာနကိုပြောပါရတယ်။ အခုတော့အာဆီယံကလိလသူတွေမစစ်လို့တာဟာတရားဝင်မှုလိုချင်တဲ့စစ်ကောင်စီအတွက်ထိုးနှက်ချက်တစ်ခုဖြစ်လာမှသိကြတယ်လို့နိုင်ငံတကာရေးရအကြက်ခန့်တွေကသုံးသပ်ထားပါတယ်။လူအခွင့်ရေးစောက်ကြည့်ရေးအဖွဲ့ HRW နဲ့အပြည်ပြည်ဆိုင်ရာလူညင်ချမ်းတာအဖွဲ့ AI တို့ကလည်းစစ်ကောင်စီကျင်းပမဲ့ယူကောက်ပွဲဟာအတူရောင်ဖြစ်တယ်လို့ရှုတ်ချထားပါတယ်။အာဆီယံကောင်းဆောင်တွေဟာမြန်မာအကြက်တန်းနဲ့ပတ်သက်လို့အလိုမင်းစိုးရိမ်ကြောင်းနဲ့ငင်းချက်ရေးအတွက်ထိရောက်တဲ့တိုးတက်မှုမရှိတာကိုလည်းသတိပေးကြောင်းအော်တိုဘာလ26ရက်နေ့ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်က လည်းချက်ချင်းအပြစ်ခတ်ရက်ဆဲဖို့ထပ်ပြီးတောင်းဆိုထားပါတယ်။ဒါပြင်အာဆီယံဟာမြန်မာနိုင်ငံရဲ့ပြဿနာတွေကိုဖြေရှင်းဖို့သဘောတူထားတဲ့ပုံသဘောတူညီချက်၅ရက် 5PC ကိုပုံမထိရောက်တဲ့အကောင့်ထဲပုံမှုတွေလွတ်အပ်ကြောင်းလည်းထုတ်ပြန်ခဲ့ပါတယ်။နောက်ပြီးတော့အာဆီယံဖွဲ့ဝင်နိုင်ငံတွေရောနိုင်ငံတကာမိဖက်တွေအနေနဲ့ပါအယက်သားတွေအပေါ်တိုက်ခိုက်မှုတွေရပ်တန့်ဖို့နဲ့လူကြချင်းစာနာမှုအကူအညီတွေကိုလက်လံမိသလောက်ပူးပေါင်းဆောင်ရွက်ဖို့ကိုတောင်းဆိုထားပါတယ်ရှင်။ ဆလဘီနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာနျူကလ িয়ার လက်နက်တွေစမ်းသပ်မှုအစီအစဉ်တွေကိုချက်ချင်းပြန်လည်စတင်ဖို့ကာကွယ်ရေးဝန်ကြီးဌာနကိုညွှန်ကြားလိုက်ပါတယ်။ အမေရိကန်ကနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေကိုရင်ဆိုင်ထားခဲ့တာ33နှစ်ရှိခဲ့ပြီးအော်တိုဘာလ30ရက်နေ့မှာတောင်ကိုရီးယားနိုင်ငံမှာတရုတ်သမ္မတအရှိစင်ပြင်းနဲ့တွဲဆုံမှုမတိုင်ခင်မိနစ်ပိုင်းအလိုမှာသမ္မတထရမ်ကဒီအမေကိုပေးခဲ့တယ်လို့ဆိုပါတယ်။အခြားနျူကလ িয়ার လက်နက်ပိုင်နိုင်ငံတွေကလည်းစမ်းသပ်နေတဲ့အတွက်အမေရိကန်ကလည်းပြန်ဆတင်တယ်လို့ထရမ်ကလူမှုကွန်ရက်မီဒီယာကသစ်အတိပြုရေးသားခဲ့ပါတယ်။သူဟာတင်းတော်တဲ့ကာလတခုမှာနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေပြန်ဆမယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။တရုတ်နိုင်ငံဟာသူ့ရဲ့နျူကလ িয়ার လက်နက်တိုက် ်ကိုစက်တိုက်ချက်ထွင်နေတယ်လို့ရုရှားကလည်းမကြသေးခင်ကနျူကလ িয়ার စွမ်းအင်သုံးခရုဒုံးကြီးစမ်းသပ်မှုအောင်မြင်ခဲ့တယ်လို့ကြေညာခဲ့တဲ့နောက်မှာတမနာထရမ်ကအခုလိုဆုံးပြတ်ခဲ့တာဖြစ်ပါတယ်ထရမ်ညီရွယ်တဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုဆိုတာကနျူကလ িয়ার ဘုံးတွေကိုဖောက်ခွဲတာလားဒါမှမဟုတ်နျူကလ িয়ার ထိပ်ပိုတက်ဆင်နိုင်တဲ့ဒုံးကြီးတွေစမ်းသပ်တာလားဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး ရုရှားရဲ့စံတမ်းမှုနဲ့ပတ်သက်လို့ကတော့တမရထရမ်ကဗလာဒီမာပူတင်အနေနဲ့ဒုံးစီတွေရှောက်ဆန်းနေမဲ့အစားယူကရိန်းစစ်ပွဲရက်ဆိုင်ရီကိုဒါအာယုံဆိုင်တင့်တယ်လို့အမှတ်ချက်ပေးထားကြောင်းသိရပါတယ်ရှင်။အခုတစ်ပတ်အစီအစဉ်အတွက်ဒီမာတင်ရက်နာပြရစေ။လာမယ့်အပတ်စဉ်တနင်္လာနေ့ကြာရင် ထပ်ပြီးဆုံကြရအောင်ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။